ဒီတပတ်မှာတော့ရွှေလူအဖိုးထိုက်တန်တဲ့တိတ်ဆိတ်ခြင်းတနည်းအားဖြင့်ငြိမ်သက်ခြင်းဟာအတွေးလွန်နာတွေကိုတတ်တာစီရင်းဆိုတော့ကိုဖော်ပြပေးပါမယ်။အပိုင်းတက်မှာသွေးပေါင်ခြင်းကိုထိတိယောက်ယောက်အကျိုးဖြစ်စေတာသိရတယ်လို့အပိုင်းနှစ်မှာအာယုံစူးဆိုင်မှုအပေါ်တက်ရောက်မှုတွေကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အပိုင်းသုံးမှာဖော်ပြပြခြင်းတာကအတွေးလွန်သွားလို့ပါဆိုတဲ့အခြေအကြောင်းလူတိုင်းစီကနေကြားဘူးကြမှာပါ။အတွေးလွန်နေဆိုတာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ အတွေးလိုနာဟာစိုးရင်ပူပိုင်မှုရဲ့အမှတ်အသားပဲဖြစ်ပါတယ်။ဘာမှမသိဝိတ်လည်နေတဲ့အတွေးတွေကိုဖြည့်ဖြောက်ဖို့တိတ်ဆိတ်တဲ့နေရာလိုအပ်တယ်လို့ထင်ရပေမဲ့တကယ်တော့လုံးဝမဟုတ်ပါဘူး။အဲ့ဒီအစားစိတ်ဆိတ်နေခြင်းကသာစိတ်တည်ငြိမ်မှုကိုပေးနိုင်တာဖြစ်ပါတယ်။ကျမတို့အတွေ့အထိမှာဘယ်တော့မှမပြီးဆုံးတဲ့အဆုံးမသက်တဲ့အတွေ့အထိဟာအမြင်ရှိနေတာပါ။ တိတ်တဆိတ်နေတတ်ဖို့သင်ယူတာကသာမလိုအပ်တဲ့စွမ်းအင်တွေသုံးဆွဲခြင်းကနေရှောင်ကျင်ဖို့ကူညီပေးမှာပါလို့ဘလေးကဆိုပါတယ်ဒီတခါညီသက်ချင်းကပန်ဝင်းချင်းမဟုတ်တော့ဘဲကိုကိုတိုင်းစိတ်စိတ်လေးနေညီသက်လိုက်တာဟာအတွေးလွန်လာကိုတတ်တာသွားစီတာပဲဖြစ်ပါတယ်ရောက်ရက်ခက်နေတဲ့အတွေးတွေကိုငြိမ်ငြိမ်လေးစိတ်ကလေးနဲ့ကြည်လိုက်ရင်တိတ်တဆိတ်အတွေးလွန်သွားတာတွေကိုရှင်းချနိုင်မှာပါ။